ကျွန်မမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။၆လပိုင်းတလစာအတွက်ဗုဒ္ဓဘူးသာသမီဗုဒ္ဓဘူးညနေဖွာရာဟုသာသမီများအတွက်တလစာအကောင်းအဆိုးများကိုမျှဝေညွှန်ကြားပေးမှာဖြစ်ပါတယ်။ကျွန်မရဲ့ဗီဒီယိုလိုက်ကလေးကိုကြည့်ရှုနေတဲ့ကျွန်မမိတ်ဆွေများကအပေါင်းလေးနှိပ်ပြီး follow လေးထားဖို့လိုအပ်ပါတယ်။ ဒါမှကျမအနေနဲ့မိတ်ဆွေတို့ရဲ့လိုအပ်နေတဲ့ရေတရာကိစ္စအဝဝကိုနေ့စဉ်တင်ပေးသွားမှာဖြစ်ပါတယ်။ကျမအနေနဲ့ဗုဒ္ဓဘူးသားသမီးရာဟုသားသမီးများအတွေ့တဏ္ဍစာအကောင်စုကိုဟောပြောပေးတဲ့အခါမှာမိမိတို့အတွေ့ကံစားတာကောင်းစေဖို့ကံစင့် ကံမြင့်စေဖို့အတွက်ရေရီယာနီလန်ကောင်းလေးတွေကိုလည်းလမ်းညွှန်ပေးထားပါမယ်။ဒါကြောင့်မိမိတို့ရဲ့တလစာမှာကံကောင်းမှုတွေကံစုများပြပြောက်မှုအတွေ့ရေရီယာလေးကိုတေချာလေးပြုလုပ်ဖို့လိုအပ်ပါတယ်။အဲ့တော့ဗုဒ္ဓဘုရားသမီးများကနိုင်ငံရခြားနဲ့ပတ်သက်ပြီးတော့အောင်မြင်တတ်ပါတယ်။နိုင်ငံရခြားကိစ္စတွေ ဆောင်ရွက်မယ်ဆိုလို့ရှိရင်အောင်မြင်တဲ့ကာလတစ်ခုဖြစ်ပါတယ်။တည်င်းကောင်းနေလေကြားရတတ်ပါတယ်။အိမ်ောင်ရေးမှာဇနီးမရရဲ့အကူအညီမှုကြီးညားစွာထောက်ပံ့ကောင်းကြီးရရှိတတ်ပါတယ်။မိမိတို့ရဲ့အိုးအိမ်နေရာထိုင်ရင်အိမ်ပြင်နာတွေအိမ်ဆောက်တာတွေအမွေကိစ္စတွေလည်းကြုံတွေ့နိုင်ပါတယ်။ ဗုဒ္ဓဘုရားသမီးညာဟုသားသမီးတွေကမိမိတို့ဝန်ထမ်းဖြစ်ပါကမိမိတို့ရဲ့အထက်သူကြီးနဲ့ကူညီထောက်ပံ့ခြင်းနေမဆာခြင်းနေချီးကျူးခြင်းနေကြုံတွေ့နိုင်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ဒီကာလမှာစီးပွားရေးလုပ်ငန်းတွေတိုးချဲ့မယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ရဲရဲတင်းတင်း ဆုံးဖြတ်လိုက်ပါနောက်တစ်ခုအနေနဲ့ဘုရမှုသားသမီးတွေယာဟုသားသမီးတွေကအပြာရောင်နဲ့ပတ်သက်တဲ့လက်ဆောင်တွေရရှိတတ်ပါတယ်ဝင်လာတတ်ပါတယ်ထီပောက်ကိန်းလည်းရှိပါတယ်เนาะထီထိုးဖို့လည်းလုံးဝမမေ့ပါနဲ့ဒါပေမဲ့လို့မိမိတို့မှာဆွေမျိုးသားချင်းတစ်စိမ့်တယောက်တွေ့ကြအ မိမိတို့ရဲ့အိမ်တောင်ကြီးတွေပြိုကွဲသွားနိုင်ပါတယ်။အိမ်တောင်ကြီးတွေပျက်စီးသွားနိုင်ပါတယ်။ဒါလေးကိုအထူးဂရုစိုက်ဖို့လိုအပ်ပါရှင်။မိမိတို့အနေနဲ့ဒီ6လပိုင်းထဲမှာခရီးသွားတဲ့အခါမှာရေလန်းခီးနဲ့သွားတဲ့အခါမှာရေပေးအန္တရာယ်ကြီးကြာရောက်နိုင်ပါတယ်။ပြောချင်တာက ဘုံတဘူးသားသမီးများယာဥသားသမီးများကဒီကာလမှာ6လပိုင်းအတွင်းမှာပေါ့ရေလန်းခီးမသွားရင်တော့ပိုပြီးကောင်းပါလေရှင်။ဒါလေးကတော့ကျမအနေနဲ့အကြံပေးခြင်းဖြစ်ပါတယ်။မိမိတို့ရဲ့နာမည်ထဲမှာသဟအခင်ရာကြီးပါတယ်ဆိုလို့ရှိရင်တော့တောက်ကြံတဲ့အခင်ရာကြီးပါတယ်ဆိုလို့ရှိရင် နာမည်ကုန်တဲ့အခုပြောတဲ့ကောင်းကျိုးလေးတွေခံစားရမှာဖြစ်ပါတယ်နာမည်ကုန်တဲ့တိုးတက်ခြင်းအမှုပညာလုပ်ငန်းတွေအောင်မြင်ခြင်းအမှုပညာနဲ့ပတ်သက်တာတွေအဆက်တွေကောင်းနေဝင်လာခြင်းဒီကာလမှာပြောရမယ်ဒီ6လပိုင်း2025 6လပိုင်းမှာတောက်ကြသားသမီးတွေနှမထောင်နိုင်တဲ့ တောက်ကြံန်ပေါ့ဘုဒ္ဓဘူးသားသမီးယာဟုသားသမီးတွေကတောက်ကြံန်နာမည်ပါနေတယ်ဆိုလို့ရှိရင်တော့မိမိတို့လက်မထောင်နိုင်မဲ့အချိန်ကာလတခုကြာရောက်နေပါပြီကိုကိုကိုလည်းယုံကြည်မှုရှိရှိနဲ့ရှေ့ဆက်ပြီးတော့ဖြတ်သန်းရမှာဖြစ်ပါတယ်အမှုပညာလုပ်ငန်းတွေအောင်မြင်တတ်ပါတယ်ဆက်တွေကောင်းပြီးရရှိတတ်ပါတယ်တွေးတာနဲ့ပတ်သက်ပြီးကျမကြီးကယူဆရမှာဖြစ်ပါတယ် မကြာခဏခေါင်းမှုမယ်တွေးပေါင်ကြီးကြာတတ်ပါတယ်အဲ့တော့တွေးနဲ့ပတ်သက်တဲ့ယောဂဝိသနာကြီးဖြစ်ပေါ်တတ်ပါတယ်အကြီးကဲပေါ့ဝင်နံအဖေလိုမျိုးပေါ့အကျိုးပေးပါတယ်လုပ်ငန်းတက်တွေထူထောင်မယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်အဲ့တော့အိမ်တော်ကြီးမှာ တစိမ့်တယောက်အတွက်ကြောင့်အိမ်အောင်ပြိုကွဲတက်တယ်လို့ပြောထားတဲ့အတွက်အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။အိုးအိမ်နေရာထိုင်ရင်းကိစ္စတွေမှာပူညီမစားခြင်းတွေအကြံအစီတွေအောင်တတ်ပါတယ်။အထူးအားသဖြင့်ဥကောင်းနဲ့ပတ်သက်တဲ့ယောဂဝေဒနာကြီးကျမကြီးညံ့ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့လေချစ်တူရဲ့လမ်းခွဲခြင်းတွေတစ္ဆာပေါက်ခြင်းတွေခံရတတ်ပါတယ်။အဲ့တော့ စကားလူမှုရေးမှာကြတော့စကားအရှုပ်ရှင်တွေဖြည့်ရှင်းရတတ်ပါတယ်။စကားပြောဆိုမှာတတ်ပါတယ်။စကားကြတက်တနာတွေဖြစ်ပေါ်တတ်ပါတယ်။အဲ့တော့ပௌရဘူးသားသမီးယာဥသားသမီးတွေကမိမိတို့ရဲ့ကံစားတာတွေအညံ့တွေပြပြဖို့အတွက်ကံမြင့်မှုအတွက်ကအိမ်တော်ရာဖရာเนาะ နေမှာနေတဲ့လူတွေနိုင်ငံသားမှာနေတဲ့လူတွေကတော့အိမ်တော်ရာဖျားကိုစိတ်ထဲမှာရည်စူးပြီးတော့လှူဒန်းပေးပါအဲ့တော့လှူဒန်းရမှာအုံညွတ်6ညွတ်အောင်းတပီ6ညွတ်အုံးသီးမုတ်ပါတဲ့မုတ်6ခုကိုအိမ်တော်ရာဖျားမှာကတ်လှူဒန်းပေးရမှာဖြစ်ပါတယ်ဘယ်နှစ်ဘယ်ရက်ရလို့တော့မရှိပါဘူးမိမိတို့အားတဲ့ရက်မှာသွားပြီးတော့လှူဒန်းပေးလို့ရပါတယ် အဲ့လိုလှူဒန်းပေးတဲ့အခါမှာသာသနာအလံ6ခုပါထည့်သွင်းပြီးတော့လှူဒန်းပေးပါရှင်။မိမိတို့ရဲ့ကျမ်းမာရေးအញ្ញံနေပြည့်ပြောက်မှုအတွက်ကကြတော့သစ္စာပန်း၃ညတီဟို၃ညသူရတရီမေတော်မှာလှူဒန်းပေးရမှာဖြစ်ပါတယ်။မြတ်စွာဘုရားရှင် ဖခင်ရဲ့ယဉ်ပြင်ပေါ်မှာသူရတ္တိမဲတော့နန်းဆောင်နေပါပြီရှိပါတယ်။ဒါမှမဟုတ်လေမိမိတို့အိမ်ကနေသူရတ္တိမဲတော့ရည်စူးပြီးတော့လှူဒန်းပေးလို့ရပါတယ်။လှူဒန်းတဲ့အခါမှာလည်းအုံးမပြောပေါ့နော်။အုံးဒီတလုံးမပြောသည်။အုံးငပြောပွဲလေးနဲ့သူရတ္တိမဲတော့အောင်ပွဲပေးခြင်းတစ္ဆာပန်းထိုးခြင်းတီဟိုလှူတီဟိုညွတ်လှူဒန်းခြင်းပြုလုပ်ပေးလို့ရပါတယ်။ ဒါကတော့မိမိတို့ရဲ့ဒိတ်ထန်နေမိမိတို့ရဲ့အကျံစီအောင်မြင်မှုမိမိတို့ရဲ့ကျမ်းမာရေးတွေအောင်မြင်မှုတွေလောက်ရမယ့်ရေတရားလေးဖြစ်ပါတယ်။အဲ့တော့အထူးတစ်ပြည့်အိန္ဒြယာဘုရားတုံးမဟုတ်6တက်ကြီးဘုရားမှလည်းလှူဒန်းပေးလို့ရပါတယ်ရှင့်။ကဲဘုဒ္ဓဘုရားသမီးများညာဥသားသမီးများစိတ်ချမ်းသာခြင်းကိုယ်ယူကြမှာခြင်းနေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါဒုရဆန္ဒနေနဲ့ပြည့်ဝနိုင်ကြပါစေရှင် ရေရင်ရည်လည်းအောင်မြင်ကြပါသည်အခက်ခဲတွေလည်းအဆင်ပြေကြပါသည်ရှင်